်မင်္ဂလာပါရှင် Rocky the Story Teller YouTube Channel ကနေကြိုဆိုလိုက်ပါတယ်ရှင်အခုကျွန်မပြောပြချင်တဲ့ case ကတော့လောလောလတ်လတ်ပေါ့မနေ့ကပဲဖြစ်သွားခဲ့တဲ့ဒီတနင်္ဂနွေနေ့မနက်ပိုင်း10:25မိနစ်မှာ American နိုင်ငံ Michigan ပြည်နယ်က Grand Blanc ဆိုတဲ့မြို့က The Church of Jesus Christ of Latter-day Saints မှာတနတ်သမားတယောက်ကအသင်းသားတွေဖျားရှိခိုးနေတဲ့အချိန် တနတ်နဲ့လာပြီးတော့ဖျားရှိခိုးနေတဲ့သူတွေကိုဖြစ်ခတ်မှုဖြစ်ပွားခဲ့တဲ့ အကြောင်းကို ပြောပြချင်တာပဲဖြစ်ပါတယ်။ဒီအကြောင်းကိုလေ့လာပြီးပြောဖို့အကြံပေးခဲ့တဲ့ညီမကို အထူးပဲကျေးဇူးတင်ပါတယ်။ The Church of Jesus Christ of Latter-day Saints ဖျားเจ้าက တနင်္ဂနွေနေ့တိုင်းမှာမနက်၄နာရီဆိုရင်တို့ဖျားရှိခိုးလို့ရှိပါတယ်။အဲ့ဒီ church ကို Mormon church လို့လည်းခေါ်ကြတယ်။တို့ဖျားเจ้าမှာကဒီ visitors welcome ဆိုတဲ့ပေါ့နော် open door policy ရှိတယ်။ဖျားเจ้าရဲ့ဖျားရှိခိုးဆောင်အစည်းအဝေးခမတွေမှာဧည့်သည်များကိုကြိုဆိုပါတယ်ဆိုတဲ့ sign board ကိုမြင်ရမှာပါ။အယုတ်အလက်အမျက်မရွေးလူတိုင်းလာပြီးတော့ဖျားရှိခိုးနိုင်အောင်အားလုံးကိုတကားဖွင့်ပေးထားတဲ့ဖျားเจ้าတစ်เจ้าဖြစ်ပါတယ်။ပြီးတော့ ဒီဖျားเจ้าရဲ့ policy တခုကနိုင်ငံရေးနဲ့ပတ်သက်ပြီးတော့ဘေးပါတီမှဘေးနိုင်ငံရေးကိုမှအားပေးတယ်ဆိုတဲ့ဟာလိုမျိုးတို့မှမရှိပါဘူးတို့ကနိုင်ငံရေးနဲ့ပတ်သက်လို့ရှိရင်ဝန်ဆွတ်ဖက်မှုမရှိတဲ့ကြားနေမှုဝါဒရှိတဲ့ဖျားเจ้าတကြောင်ဖြစ်ပါတယ်တဲ့ဒီဖျားเจ้าကလူမှုရေးနဲ့လူသားချင်းစာနာထောက်ထားရေးအကူအညီတွေမှာတော့တက်ကြွစွာပေးကမ်းလှူဒန်းတဲ့အေးအေးဆေးဆေးရှိတဲ့ဖျားเจ้าတစ်ခုလုံးတည်င်းနေမှာဖတ်ရပါတယ် လွန်ခဲ့တဲ့အပတ်တနင်္ဂနွေနေ့မှာခမန်းချေအတင်းသား90နဲ့80ကြားလောက်အဲ့ဒီဖျားเจ้าမှာဖျားရှိခိုးနေခဲ့ကြပါတယ် BBC သတင်းမှာကတော့ဒီဖျားเจ้าထဲမှာလူတွေယာနဲ့ချီပြီးတော့ဖျားရှိခိုးနေကြတယ်လို့ပြောထားပါတယ် အဲ့ဒီနေ့ကသူတို့အတင်းသားတွေတလမှာတစ်ကြိမ်အစာရှောင်တဲ့နေ့ပါတလမှာတစ်ရက်ပေါ့ထမင်းနှစ်နှစ်ရှောင်ပြီးတော့အဲ့ဒီအတွက်မသုံးဖြစ်တဲ့ပတ်စံတွေကိုသူတို့ကအင်ချေရမိတွေနဲ့စီရင်နွမ်းပါတဲ့သူတွေကို အစာအတော့ပြန်ပြီးတော့မြဝေတဲ့နေရာမှာလှူဒန်းကြတာပါဆိုတော့အဲ့ဒီနေ့ကအဲ့လိုမျိုး အစာရှောင်တဲ့နေ့ပေါ့နော်ပြီးတော့ ဒီဖျားเจ้าရဲ့ဥဆောင်နာရကပေါ့အသက်တရားတနစ်ရှိပြီဖြစ်တဲ့ဆရာကြီးရက်ဆေး엠နယ်ဆန်ကလည်းပဲဇနေနေ့မှာပဲကွလွန်သွားတဲ့အတွက်ကြောင့်အတင်းသားတွေကဝနေ့ကြည်ကွဲနေတဲ့အချိန်လေးဖြစ်ပါတယ်ဒီလိုစိတ်နှလုံးညှိုးငယ်စွာနဲ့ဖျားရှိခိုးနေကြတဲ့အချိန်မှာလုံးဝမမျောလင့်ချတဲ့တနတ်နဲ့အကြံဖက်မှုကိုခံခဲ့ကြရတာဖြစ်ပါတယ် အဲ့ဒီနေ့ကဖျားရှိခိုးတဲ့အစီအစဉ်စတာနာယီဝတ်တောင်မကြသေးဘူးပေါ့နော်။ဆယ်နာယီနဲ့25မိနစ်လောက်မှဖျားရှိခိုးနေတဲ့အဆောက်အဦကြီးထဲကိုထရက်ကားတစ်စီးအချိန်နဲ့မောင်းဝင်လာပြီးတော့ကားထဲကလူကသူထွက်လာလာချင်းမှာပဲဖျားရှိခိုးနေတဲ့သူတွေကိုသူ့ရဲ့ရိုင်ဖယ်တနတ်နဲ့ဆက်တိုက်ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။ ငိန်ချမ်းစွာဖျားရှိခိုးနေတဲ့သူတွေက ရုတ်တရက်ကားတစ်စီးထိုးဝင်လာပြီးတော့တနတ်နဲ့အကြမ်းဖက်ပစ်ခတ်တာကိုခံလိုက်ရတဲ့အချိန်မှာအသင်းသားလူကြီးတွေကချက်ချင်းပဲသူတို့ဘေးနာကလေးတွေပေါ်မှာအုပ်မိုးပြီးတော့ကလေးတွေကိုမထိအောင်ကာကွယ်ပေးခဲ့ကြတယ်လို့တင်းမှာဖတ်ရတယ်။ပြီးတော့အဲ့ထဲကတယောက်ကချက်ချင်းဆိုသလိုပဲသူတို့က911ကို ဖုန်းခေါ်ပြီးတော့အကူအညီတောင်းနိုင်ခဲ့ပါတယ်။တနတ်သမားကတနတ်ကိုဆက်တိုက်ဆိုသလိုပစ်ခတ်ပြီးတော့ဖျားเจ้าကိုလည်းပဲမီးရှို့ခဲ့တာပါ။ 911ကိုဖုန်းခေါ်ခဲ့ပြီးတော့စက္ကန့်30အတွင်းမှာပဲအခင်းဖြစ်ပွားတဲ့ဖခင်ကြောင့်ကိုရေးနေအရာရှိနှစ်ယောက်ကရောက်အောင်လာနိုင်ခဲ့ပါတယ်။ပြီးတော့သူတို့ကတနတ်သမားနဲ့အပြန်အလှန်ပြစ်ခတ်ပြီးတော့10မိနစ်အတွင်းမှာပဲအကြမ်းဖက်သမားကိုဒီကားပါကင်မှာပေါ့အသေးဖမ်းမိခဲ့ပါတယ်။ ပြီးတော့သူတို့ကဖျားကြောင်ဝင်သေးကိုဆက်လက်ပြီးတော့ဒီမြင်းငိမ့်တာနဲ့အဲဆက်လက်ရှာဖွေမှုတွေအဲ့လိုမျိုးတွေလုပ်ခဲ့ပါတယ်။ဒီသူတို့ရှာဖွေမှုလုပ်တဲ့အချိန်မှာပောက်ကွဲစေတတ်တဲ့ပစ္စည်းလို့တန်တရားရှိဖွေရာပစ္စည်းတချို့ကိုလည်းထပ်ပြီးတော့တွေ့ရတယ်လို့သိရပါတယ်။ဒါဟာလူသက်သမားနဲ့ဆက်ဆက်နိုင်တယ်လို့အခုချိန်မှာယူဆထားကြတာဖြစ်ပါတယ်။ ဒီအကြမ်းဖက်မှုကြောင့်ဖျားရှိခိုးနေတဲ့အသင်းသား၄ယောက်သေဆုံးခဲ့ရပြီးတော့လူ၈ယောက်လောက်ဒဏ်ရာရသွားခဲ့ပါတယ်။အ၈ယောက်ထဲက၁ယောက်ကတော့စိုးရင်ရတဲ့အခြေအနေရှိတယ်လို့သိရတယ်။ FBI နဲ့တာဝန်ရှိတဲ့အာဏာပိုင်တွေကအခုချိန်ထိမှာတော့လူသက်သမားကဘာကြောင့်ဒီဖျားเจ้าကိုလာပြီးတော့အခုလိုမျိုးတနတ်နဲ့အကြမ်းဖက်ရတယ်လဲဆိုတော့အကြောင်းရင်းကိုမသိရသေးပေမဲ့ဒါဟာ targeted act of violence တခုဖြစ်တယ်လို့ထုတ်ပြန်ထားပါတယ်။ရည်ရွယ်ချက်ရှိရှိပြတ်မှတ်ထားပြီးတော့တိုက်ခိုက်တဲ့အကြမ်းဖက်မှုတခုပေါ့နော်။ FBI နဲ့တာဝန်ရှိတဲ့ဌာနတွေကဒီအကြမ်းဖက်သမားကဘာကြောင့်မို့လို့ဒီလိုဖျားရှိခိုးကြောင်းကို လာရောက်တိုက်ခတ်ရသလဲဆိုတာကိုဆက်လက်စုံစမ်းမှုတွေလုပ်နေတယ်လို့လည်းသိရတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးတော့သမ္မတဒေါ်နယ်ထရမ့်ကတော့ဒါဟာခရီးရန်တွေကိုရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်တဲ့အကြမ်းဖက်မှုတစ်ခုဖြစ်တဲ့နိုင်ငံတော်ကဒါကိုစုံစမ်းဖော်ထုတ်ဖို့အတွက်လိုအပ်တဲ့အကူအညီတွေပေးမယ်။အကြမ်းဖက်ခံရတဲ့သူတွေအတွက်လည်းဆုတောင်းပေးကြပါဆိုပြီးတော့ပြောခဲ့ပါတယ်။ လူသက်သမားကဘာတူလဲဆိုတော့အသက်40အရွယ် Thomas Jacob Sanford ဆိုတဲ့ရေတပ်ကစစ်ပြန်ဟောင်းတယောက်ပါသူကရေတပ်မှာ2004ခုနှစ်ကနေ2008ခုနှစ်အထိအမေရိကန်ရေတပ်ကဒီရင်ပြုတ်ပြင်ထိန်းသိမ်းရေးဌာနမှာတာဝန်ထမ်းဆောင်ခဲ့တဲ့သူပေါ့အဲသူကဒီ2009ခုနှစ်နဲ့2008ခုနှစ်ကြားလောက်မှာအီရတ်မှာတာဝန်ထမ်းဆောင်ခဲ့ပြီးတော့ တကြက်ကြီးအထိရထူးတိုးမြင့်ချင်းကိုခံခဲ့ရတာဖြစ်ပါတယ်စစ်တပ်မှသူကဒီအမ် Marine Corps Conduct Medal နဲ့ Iraq Campaign Medal ဆိုတဲ့ဆုတစိတ်တွေကိုချီးမြှင့်တာလဲခံခဲ့ရတဲ့လူတော်တယောက်ပါဒီလူတက်တမဆန်ဖော့ရဲ့ social media က post တွေအရာဆိုရင်သူကကျမရေးတိတ်မကောင်းတဲ့တားလေးတယောက်လေးရှိပါတယ်လို့သိရတယ် ဒီ2015လုံးကဆိုရင်အဲသူ့သားကိုဆေးကုဖို့အတွက်ပေါ့နော်သူတို့ကဒီ GoFundMe မှာအလူခံခဲ့သေးတယ်လို့လည်းသိရတယ်သူ့သားကဒီကိုခန္ဓာထဲမှာပေါ့ဒီ insulin နဲ့အများကြီးပို့ထုတ်ပေးတဲ့ဒီမျိုးရိုးဗီဇဆိုင်ရာယောဂတမျိုးကိုခံစားနေရတဲ့အတွက်ကြောင့်အမြဲတမ်းဂရုစိုက်ပြီးဆေးကုတားဖို့လိုအပ်နေတဲ့ကလေးလို့သိရတယ်အခုတော့အဲ့ကလေးကဆေးနှစ်အရွယ်လောက်ရှိပြီလို့သတင်းတွေမှာဖတ်ရတယ်ဒေတာအတွင်းသတင်းစာတစ်ခုမှာကတော့ဒီ Sanford က သူ့သားနဲ့အတူတူနေလို့ရအောင်လို့ပေါ့ဒီကိုကာကိုလာမှာသူလုံနေတဲ့ဒီ truck ကမောင်းတဲ့ driver အလုတ်ကနေခွင့်ယူခဲ့တယ်လို့လည်းသိရတယ်။အဲတချို့တော့သူ့ရဲ့ social media post တွေမှာကလည်းသူ့ဘဝရဲ့အခက်ခဲတချို့ကိုလည်းလှစ်ဟပြထားတယ်ဆိုတာကိုလည်းတွေ့ရတယ်။ဆိုပြီးတော့သတင်းတွေမှာရေးထားတာတွေ့ရတယ်။အဲတခုကဘာပြောထားလဲဆိုတော့ don't ever take having healthy kids for granted ပေါ့เนาะကျွန်မတန်းရိုက်ပါတာပြန်တာမဟုတ်ဘဲနဲ့အတိတ်တွေကိုပြောကြည့်မယ်ဆိုရင်အဲမိဘတွေကပေါ့ကျမ်းမာတဲ့တာသမီရှိတယ်ဆိုရင်အဲ့ဒါအကောင်းကြီးပဲเนาะကံကောင်းခြင်းတစ်မျိုးပဲမဖြစ်လို့လဲဆိုတော့မိဘတိုင်းကအဲ့လိုကံကောင်းခြင်းမျိုးကိုမရနိုင်ဘူးဆိုတဲ့အတိတ်တွေမျိုးရတယ်ပေါ့เนาะနောက် post တစ်ခုမှာကြာတော့အခုဒီမှာရေးထားတာပေါ့เนาะသူကဘာပြောထားလဲဆိုတော့ ကျွန်တော်တို့ကလေးအတွက်ကျွန်တော်တို့ဂုံယူပါတယ်ပေါ့ကျွန်တော်ကရေတက်မှာ၄နှစ်တာဝန်ထမ်းဆောင်ခဲ့တယ်ပြီးတော့အီရတ်မှာလည်းတာဝန်ကျဖူးတယ်ဒါပေမဲ့ကလေးတယောက်ကိုပြုစုပြောထောင်တာကဒီအရာတွေထက်ပိုပြီးတော့ခက်ခဲတဲ့အစိန်ခုံမှုတရက်ပဲဆိုပြီးတော့အတိတ်ပဲရတဲ့ post ဖြစ်တယ်ပေါ့နော်ကျမကဟိုသူ့စလုံးတွေအတန်အတိအကျဘာသာပြန်ပေးတာတော့မဟုတ်ဘူးသူ့ရဲ့ဆိုလိုရင်းကိုနားလေလွယ်မဲ့ပုံစံနဲ့ပြန်ပြီးတော့ပြောပြတာပါဒီ post တွေကိုတုံးတက်ကြည့်ခြင်းအပြင် သူ့သားရဲ့ကျမ်းမာရေးအခြေအနေကမိသားစုကိုချစ်တတ်တဲ့သူ့အတွက်တော့တကယ်ဟိုအနည်းနဲ့အများဝန်ထုတ်ဝန်ပိုးဖြစ်စေတယ်လို့ကျမထင်တယ်ပေါ့နောက်တစ်ချက်သူ့မှာကဒီအမေရိကန်နိုင်ငံသားအများစုနီးတူပေါ့နော်အိမ်ဝယ်ဖို့အတွက်ဘဏ်ကနေချီးထားတဲ့အကျွေးတွေလည်းရှိတယ်လို့သိရတယ်ဒီအချက်ကသူ့ကိုစိတ်ဖြစ်စီမှုတွေဖြစ်စေနိုင်ပါတယ် မကျမ်းမာတဲ့ตาရှိတဲ့အတွက်ကြောင့်အလုတ်ကအချိန်ပြည့်မလုံနိုင်ဘူးตาလေးနဲ့နေချင်တယ်တစ်ဖက်မှာလည်းပဲဒီအိမ်ရဲ့အကျွေးကိုမမှန်ဆက်ရတဲ့စိတ်ဖြစ်စီမှုတွေသူ့ပေါ်မှာရှိနေနိုင်တယ်ပေါ့နော်ပြီးတော့စစ်ပြက်နေမှာဖြစ်တတ်တဲ့စိတ်ပိုင်းဆိုင်ရာပြဿနာလည်းသူ့မှာရှိပုံရတယ်လို့တချို့သတင်းတွေမှာရေးထားတာကိုဖတ်ရပါတယ် အဲဒါပေမဲ့ဒီသူ့ကိုတီးတဲ့သူတွေเนาะအင်တာဗျူးဖြေဆိုထားချက်အရဆိုရင်သူကသူ့သားလေးနဲ့မိသားစုကိုအရန်ချစ်တတ်တဲ့ family man တယောက်ဖြစ်ပြီးတော့အဲ့လိုမျိုးဟိုအကြမ်းဖက်တတ်တဲ့သူတယောက်မဟုတ်ဘူးတဲ့ဘယ်တော့မှဘသူနဲ့မှအဲ့လိုမျိုးအင်အားသုံးရန်ဖြစ်ခဲ့တဲ့ပြဿနာဖြစ်လို့ရေစခန်းရောက်တယ်ဆိုရဲမှတ်တမ်းသူ့မှာမရှိဘူးပေါ့နော်သူကပြဿနာကိုအကြမ်းဖက်ဖြေရှင်းတတ်တဲ့သူမဟုတ်ဘူးဆိုပြီးတော့သိရတယ်အမှုအခင်းဆိုလို့ပေါ့သူ့ဘဝမှာမှတ်တမ်းနေနေဆိုရင် လွန်ခဲ့တဲ့နှစ်အနည်းငယ်တုန်းကဒီယူတာမှာအင်္ဂါရမှုနဲ့ပြဿနာတက်ဖူးတာပဲရှိတယ်ဆိုပြီးတော့သိရပါတယ်။သူ့ရဲ့မိသားစုနဲ့တငယ်ချင်းတွေပြောတာက "तू ကဒီလိုမျိုး outdoors man တယောက်ဖြစ်တယ်ပေါ့နော်။တောလိုက်တာ၊တောင်တက်တာအဲ့လိုတောင်ပေါ်မှာတိတ်ထိုးပြီးတော့စခန်းချနေတာ၊ငါးများတာစတဲ့ outdoor activities တွေကိုဝတ္တနာပါတဲ့လူလို့သိရတယ်။ဒီမှာတွေ့ရတဲ့ပုံက social media မှာတင်ထားတဲ့သူရလာတဲ့တောကောင်တဲ့သူ့ပုံပေါ့နော်။ဒီကားက သူဖျားရှိခိုးចောင်းကိုအကျန်းဖက်တဲ့အချိန်မှာအသုံးပြုခဲ့တဲ့ကားဖြစ်တယ်။အဲ့ဒီနေ့မှာသူကကားနောက်မှာအမေရိကန်အလံတစ်ခုကိုတစ်ဖက်စီတစ်ချက်စီမှာထောင်ထားခဲ့တယ်။ဘာအတိတ်ပဲလဲဆိုတာကတော့မသိရဘူးပေါ့နော်။သူကဘာဖြစ်လို့ဒီလိုမျိုးသူနေတဲ့မြို့နဲ့နည်းနည်းဝေးတဲ့ဒီမြို့ကဖျားចောင်းကိုလာပြီးတော့နော်ဒီဖျားចောင်းကိုမှရွေးပြီးတော့အကျန်းဖက်ရတယ်လဲဆိုတဲ့ဟာကိုတော့မသိရသေးပါဘူး။ရဲတွေကသူ့အိမ်ကိုသွားပြီးတော့ရှာဖွေမှုတွေလုပ်ခဲ့ပေမဲ့ သူကဒီဟိုအကြမ်းဖက်မှုနဲ့ပတ်သက်တဲ့အစီအစဉ်တွေပေါ့နော် manifestation တွေအလားအလာတွေ social media post တွေဒါမှမဟုတ်လို့ရှိရင် suicide note တွေရေးထားတာမျိုးအဲမတင်ကဖွဲရဘာတဲလွန်စားမှမတွေ့ခဲ့ရဘူးလို့သိရတယ်။ဒီဖျားเจ้าကလည်းဒီနိုင်ငံရေးနဲ့ပတ်သက်တဲ့ ideology ဘာညာဆိုတာမျိုးအဲ့လိုအဆွန်းရောက်တာမျိုးဘာမှမရှိတဲ့ AACC လူသားချင်းစာနာထောက်ထားတဲ့အကူအညီတွေကိုပဲပေးနေတဲ့အသင်းဖွဲ့ဖြစ်တဲ့အတွက်ကြောင့်ဒီ Sanford ရဲ့ဒီပြခတ်မှုက နိုင်ငံရေးအရာရောဒါမှမဟုတ်လို့ရှင်တခြားဘလို့ ideology တခုခုနဲ့အဲ့လိုမျိုးဆက်ဆက်နေတာမျိုးမဖြစ်နိုင်ဘူးဆိုပြီးတော့လက်ရှိမှာသတင်းတွေမှာတုံ့တက်ရေးထားတာကိုဖတ်ရပါတယ်။မိသားစုနဲ့တငယ်ချင်းတွေကလည်းပဲဆန်ဖုတ်ကဒီလိုမျိုးလှုပ်လိမ့်မယ်လို့မယုံနိုင်ဘူးဆိုပြီးတော့အဲ့လိုတုံ့လောက်စွာနဲ့သူကပြောဆိုခဲ့ကြတယ်။မိသားစုဝင်တွေကဆိုရင်အခုလိုဖြစ်ပျက်သွားတာနော်ဒီအဖြစ်ပျက်ကိုမယုံနိုင်သေးတဲ့အတွက်ကြောင့်သူတို့ကအင်တာဗျူးဖြေဆိုဖို့ကိုလည်းလုံးဝငြင်းဆိုထားတယ်လို့သိရတယ် တချို့ထင်တာကတော့ဒီသူ့ရဲ့ motive ကပေါ့နော်ဘာမှအဲ့လိုမျိုးဟိုနိုင်ငံရေးပါညာအဲ့လိုမျိုးခံယူချက်တွေကြောင့်မဟုတ်ပဲနဲ့ပေါ့သူ့ရဲ့စစ်ပွဲကရလာတဲ့ trauma နဲ့ဒီလက်ရှိဘဝမှာအခုသူရင်ဆိုင်နေရတဲ့အခက်အခဲတွေကြောင့်အဲအဲ့လိုမျိုးစိတ်ယူပေါက်ပြီးတော့လှုပ်လိုက်တာဖြစ်နိုင်တယ်ဆိုပြီးတော့လည်းပြောကြတယ်ဒါပေမဲ့ ဒီတာဝန်ရှိတဲ့သူတွေကเนาะတရားဝင်ထုတ်ပြန်ထားတဲ့အဲသူကဒါကြောင့်မို့လို့ဒီလိုမျိုးတက်လိုက်တာပါဆိုတော့ motive ပေါ့เนาะရည်ရွယ်ချက်ကတော့မသိရသေးပါဘူး FBI နဲ့တာဝန်ရှိတဲ့သူတွေကအဲ့ဒီအကြောင်းအရာကိုစုံစမ်းနေဆဲဖြစ်ပါတယ်ရေးတွေကဗာပြောထားလဲဆိုတော့တကယ်လို့သူဘာဖြစ်လို့လောက်ခဲ့တယ်လဲဆိုတာသိခဲ့မယ်ဆိုရင်ရေးတွေကိုဆက်တွယ်ပြီးတော့အတိပေးကြပါဆိုပြီးတော့ဖိတ်ခေါ်ထားတာကိုလည်းတွေ့ရပါတယ် ဒီဖြစ်ပျက်ကြောင့်တနင်္လာနေ့မှာဒီ Grand Blends မှာရှိတဲ့ community ကျောင်း73ကျောင်းနဲ့ဖျားကျောင်းတွေဆိုင်တွေကိုပိတ်ထားကြပြီးတော့ဒီအခင်းဖြစ်ပွားတဲ့နေရာမှာတည်ဆုံသွားရတဲ့လူတွေရဲ့မိသားစုတွေတန်ရာရတဲ့လူတွေနဲ့သူတို့ရဲ့မိသားစုတွေအတင်းသားတွေကိုကူညီနိုင်ဖို့အတွက်ကြောင့်ဒီ center box ခန်းတွေဖွင့်ထားပြီးတော့လိုအပ်တဲ့စိတ်ပိုင်းရုပ်ပိုင်းဆိုင်ရာအကူအညီတွေကိုပေးနေကြပါတယ်ဒီ case က American နိုင်ငံရဲ့တနက်ကင်ဆောင်ခွင့် policy ကိုထပ်ပြီးတော့ သုံးတက်ဖို့ပြုပြင်ဖို့လိုနေပြီဆိုတော့နောက်ထပ်သက်တည်တစ်ခုပဲဖြစ်ပါတယ်။အရင်လကလည်းဖျားเจ้าတကြောင်းမှာတနတ်သမားဝင်ပစ်ခဲ့တဲ့အတွက်ကြောင့်ကလေးတွေတေးရခဲ့ပြီးပြီ။ဒီလအထဲမှာလည်းနောက်ထပ်ဖျားเจ้าတကြောင်းဆိုတော့ဖျားเจ้าတွေမှာလည်းလုံခြုံရေးအစီအမံတွေပြင်ဆင်ထားဖို့လိုနေပြီလားဆိုပြီးတော့တွေးစရာတွေဖြစ်လာခဲ့ပါတယ်။2019ခုနှစ်မှာကျမဖတ်ဘူးတဲ့သတင်းတစ်ခုမှာဒီရေးထားတာပေါ့နော်သူတို့သူတည်တနာလောက်ထားတာကအမေရိကန်နိုင်ငံရဲ့ဖက်ဒရယ်အကျဉ်းထောင်လူဦးရေရဲ့ 600ခိုင်နှုန်းကစစ်ပြန်နေဖြစ်တယ်ဆိုပြီးတော့ပြောထားတယ်။လူဦးရေအနေနဲ့ဆိုရင်1000ကျော်လောက်ရှိတယ်တဲ့အဲ့ဒီ Federal ကျင်းထောင်ထဲမှာလေစစ်ပြန်နေကအလေးလာချက်တော်တော်များများမှာကဒီစစ်ပြန်နေရဲ့စိတ်ကျမ်းမာရေးကိုစောင့်ရှောက်ဖို့တိတ်ပြီးတော့အရေးကြီးတယ်လို့ပြောထားကြတယ်။ဒါဘလို့အကြောင်းကြောင့်ပဲဖြစ်ဖြစ်ပေါ့။ ဖျားကြောင်ဖုံကြီးကြောင်ဘလီနဲ့စာတင်ကြောင်တွေကိုတာဂက်ထားတိုက်ခိုက်တာကိုဘဒူကဘေးနိုင်ငံမှာဘာကြောင့်မလို့ကျူးလွန်နေဖြစ်စေလုံးဝကန့်ကွက်ရှုံချပါတယ်ဘလို့အကြောင်းပြချက်နဲ့မှလက်နက်နဲ့အကြမ်းဖက်မှုမကျူးလွန်တဲ့နေရာတွေပါဒီ case မှာတော့ အကျံဖက်သမားရေတပ်စစ်ပြန်ဟောင်းကဘာဖြစ်လို့ကျွလွန်နေဆိုတာကိုမသိရသေးဘူးတကယ်လို့တိလာခဲ့လို့ရှိရင်မိတ်ဆွေတို့ကို post တင်ပြီးတော့ပြန်လာပြပြပေးမယ်နော်အခုထိတော့ဒီအမှုနဲ့ပတ်သက်ရင်ကျမဒီလောက်ပဲတည်ထားပါသေးတယ် update တွေရှိလို့ကျမမတွေ့ရသေးတာလည်းဖြစ်နိုင်ပါတယ်တွေ့လာခဲ့လို့ရှိရင်မိတ်ဆွေတို့ကိုပြန်ပြီးတော့လာပြောပြပေးပါမယ် အဆုံးထိနားထောင်ပေးတဲ့အတွက်ကြောင့်ကျေးဇူးအများကြီးတင်ပါတယ်။ Rocky the Storyteller YouTube Channel ကနေပြီးတော့အခုလိုမျိုးစိတ်ဝင်စားစရာမှုခင်တဲ့နေ့ကို recap လုပ်ပေးနေမှာဖြစ်တဲ့အတွက်ကြောင့်အာစိတ်ဝင်စားတဲ့မိတ်ဆွေတွေကျေးဇူးပြုပြီးတော့ Rocky the Storyteller YouTube Channel ကို like and subscribe လေးလုပ်ပေးခဲ့ကြပါဦးနော်။အစ်တတင်တိုင်းချက်ချင်းသိလို့ရအောင်လို့ခေါင်းလောင်းပုံလေးကိုလည်းနှိပ်ပေးခဲ့ကြပါဦးနော်။အားလုံးကိုကျေးဇူးတင်ပါတယ်။ Bye bye